မြတ်စွာဘုရားလက်ထက်တော်ခါကတော်ကဝေဒာလိနိုင်ငံကြီးဟာအလုံးစီကားခဲ့တယ်အဲ့တော့ဝေဒာလိကြီးမှာမုန်းခေါင်တဲ့ရာဇီကုရုနဲ့တခါကြုံတဲ့အခါမှာဆိုင်းသမားတွေစိုက်လို့ပြောလို့မရဘူးစိုက်ပြောလို့မရတဲ့အခါကျတော့ဝမ်းကသတ်နိုင်ရခမလုံမလောက်ဖြစ်ဒုက္ခဒုက္ခကာလကဆက်တွေ့ရတယ်ပဲအမတန်ဝေးတယ် သွားရောက်ဖို့ဆိုတာလည်းအမတန်ဝေးခန့်တယ်။ဒါကြောင့်မို့ဝေဒနာကြီးကြီးမှာမိုးကောင်ရင်ရှာဖြစ်ပြီးတော့ကောပဲတိနံနေစိုက်တာပြောတာတွေမအောင်လို့လူရည်များတဲ့ဒေသမှာသနဲ့ရကမဘူးမလုံးဖြစ်နေလို့လူတွေဟာအစာအာဟာရပြတ်လက်တဲ့ဒုက္ခကြီးဝေဆိုးကြီးနဲ့ကြုံနေအဲ့ဒါကိုဒုဗိတ်ခန္ဓာကတ်လို့ခေါ်တယ် ဒုဗ္ဗိခဆိုတာဒုဆိုတာမပြည့်စုံတဲ့ဒိခသာနာယိခသာနာယိခမပြည့်စုံရှားပါပြီးတော့လူတွေကဝေါဝါနဲ့နဲ့စားကြရဘူးအဲ့ဒါလိုကဆိုးကြီးနဲ့ကြုံလာအဲ့ဒါလိုသာနာယိခမပြည့်စုံတဲ့အခါလူတွေမှာယောဂဝေဒနာတွေကထပ်ဆင့်ပြီးတော့ဖြစ်လာတယ်အာရတ္တမပြည့်ဝတဲ့အချိန်မှာယောဂဝေဒနာတွေကထပ်ဖြစ်တယ် ဖြစ်ပြလာတော့လူတွေကအသေးကြောက်တွေများလာကြ။ယောဂါကလည်းအမတန်ကုသတတ်တဲ့ပြင်ညာတဲ့ယောဂါအဲ့ဒီခေတ္တကတော့အဟိဝါဒရောဂါလို့ပြောလို့ခေါ်တယ်။အဟိဝါဒရောဂါရဲ့အဓိပ္ပာယ်ကိုကြာကြာနာနာဖွင့်ထားတာတော့မရှိဘူး။သို့တော့ပြောမယ်ဆိုရင်သကလုံးအဓိပ္ပာယ်ကိုရှင်းပြပေါ်မယ်ဆိုရင်တော့အဟိဆိုတာမွေဝါဒဆိုတာလေလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောမယ်ဆိုရင်အဟိမွေနဲ့ ဝေစိတ်လိုပြင်းထန်ပြီးတော့ဝါဒလေးလိုလင်းမြန်းစွာကုသတဲ့ယောဂါလို့။ဘာနဲ့လားသရဏဒုရုံးစေညမနိုင်ငံမှာဒုတိယကဘာစစ်ပြီးကစားတော့မှာပြိယောဂါဆိုဖြစ်ခဲ့တယ်။အင်မတန်လင်းမြန်းတဲ့နှုံးနဲ့ကုသတဲ့ပြိယောဂါဖြစ်ပြီးတော့သိကြတာအဲ့ဒီတော့ကအမတန်မှများခဲ့တယ်ပေါ့။အေးအဲ့ဒါမျိုးလို့သမဏေကမကူလုံးလို့လူရင်းစည်းတို့ကရောက်နေရတဲ့ကြားထဲမှာ လောကဝေဒနာကဖြစ်လာတယ်ကုသတဉာဏ်နဲ့လက်ယောဂါလိုဉာဏ်ဉာဏ်စွာကုသတတဲ့ယောဂါတွေဖြစ်လာအဲ့ဒီလိုယောဂါတွေဖြစ်လာတဲ့အခါလူတွေအသေးပြောက်များလာလူတွေအသေးပြောက်များလာတဲ့အခါမှာမကောင်းဆိုးဝါးတွေကလည်းပဲလူတွေတွေများလာတာကိုအကြောင်းပြုပြီးတော့ပို့ပြီးတော့ဝင်ရောက်ပြီးတော့နှောက်ယှက်လာတဲ့အနေအထားမျိုးဖြစ်လာတယ်အဲ့ဒီတော့ သတ္တရိက္ခာရှားပါးပြီးတော့အစာအာဟာရမပုလုံတာကိုဒုဗိခန္ဓရာကလို့ခေါ်တယ်။ယောဂဝေဒနာတွေဖြစ်ပြီးတော့ပြန့်ပွားနေတာကိုရောခန္ဓရာကလို့ခေါ်တယ်။မကောင်းဆိုးဝါးတွေကဝင်ရောက်ပြီးတော့လူတွေကိုခွင်ကောင်းယူပြီးတော့နှိမ့်ဆက်တာကြတော့အမနုဿကန္တရကတော့ခေါ်တယ်အမနုတ္တန္တရကဘလူပေးပေါ့ကတ်ဆိုတဲ့အတိဘယ်ကအတိုင်းအတာကြီးတစ်ခု ရှင်လျားတဲ့ကာလကြီးတစ်ခုပေါ့ဒီလိုဝေဒာလေးဒီမှာရှင်နေစုဘေးစုကဆူကြီးကြုံရိုက်လာအဲ့လိုကြုံရိုက်လာတဲ့အခါကျတော့ဒီဘေးစုအန္တရာယ်ကြီးကဘယ်လိုလုပ်ပြီးတော့လွတ်မြောက်အောင်လုပ်ရမလဲတိုင်မြင်ကြည့်နိုင်ကြအဲ့လိုတိုင်မြင်ကြည့်နိုင်ပြီးတော့လူတွေကအန္တရာယ်စိုးတွေကြားရောက်ပြီးဆိုတဲ့အခါကိုယုံကြည်ရာတွေကိုလုံးတတ်ကြတယ်ပေါ့ ဲနတ်ယုံကြည်တဲ့လူတွေကဘာကြံပေးတော့ဆိုလို့ရှိရင်နတ်ပွဲတွေချင်းပါပြီးတော့တောင်းပန်မယ်ဒီလိုလုပ်တဲ့နေ့တွေနဲ့လည်းဖြည့်ရှင်းတယ်မရဘူးဟောနောက်တော့မရတဲ့အခါကျတော့အန္တရာယ်သူတွေကိုပေးနေတဲ့သတ္တဝါတွေကို တောင်းပန်တိုးရှိုးတဲ့ပွဲတွေချင်းပါပြီးတော့တောင်းပန်တာလုပ်ကြတယ်ဒါလည်းမရဘူးအဲ့ဒီလိုဒီမျိုးမျိုးနဲ့ ကျိုးစားကြပေမဲ့ဘေးစုကတ်ဆိုးကြီးကလည်းမလွတ်ကြဘူးတဲ့အဲ့လိုမလွတ်တဲ့အခါမှာအကြံအမျိုးမျိုးပေးကြတယ်ဘာသာရေးဘက်ကိုကြည့်လာကြအဲ့ဒီခေတ်ကကိုးပွဲရာဘာသာဟာခုနှစ်မျိုးရှိတယ်လို့ပြောရတယ်အဲ့ဒီဆရာကြီးတွေကိုကိုးကွယ်တဲ့အုပ်စုကလည်းကြံပေးတယ် ိတ်တိဆရာကြီးတွေကိုပြင့်လိုက်လို့ရှိသူတို့ရဲ့ဘုံတကုတ်တည်သောအတုဘောကြောင့်ဒီပိစုအန္တရာယ်ကြီးကလွတ်မြောက်သွားမှာပဲလို့အကြံပြုကြဆက်ပြီးတော့စဉ်းစားကြတော့နောက်ပိုင်းမှာမြတ်စွာဘုရားရဲ့ခုံတည်ကလည်းအမတန်မှကြီးတယ်ကြီးတော့ဘုရားတည်ညိုတဲ့ပုံကိုယ်တွေကလည်းအများကြီးရှိတော့သူတို့ကမြတ်စွာဘုရားအားသာစကြုပ်ပြီမှရှိတယ် ဘုရားမြတ်စွာဘုရားပြင့်လိုက်တယ်ဆိုရင်ဘုရားမြတ်စွာကြွလာတာနဲ့ကိစ္စရပြောရရင်လုံးရောက်သွားနိုင်တယ်လို့ယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုပြတဲ့ပုဂ္ဂိုလ်ရဲ့စကားရှေ့တန်းရောက်ရှေ့တန်းရောက်လာတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုရာဇဂိုပြည်မှာသတင်းသုံးနေတဲ့အချိန်ဘုရားပြန်ဖို့ဆိုပြီးတော့မဟာနိဆိုတဲ့လက်ရှိမင်းနဲ့ပရောဟိတ်ပုံသာသူတို့နဲ့အောင်ပေါင်းဆောင်ပြီးတော့ ကိုယ်စလဲအပွက်တစ်ပွက်ကိုဆင်လွတ်တဲ့တရားပွဲပေါ့သူများနိုင်ငံထဲမှာသွားရမယ်ဆိုတော့သစ္စာရဘယင်ကိုပြပန်ရမယ်ဝေကရာတိုင်းမှာအုပ်ချုပ်နေတဲ့ဗေဒိတာရမင်းကြီးဒါဖို့ဗေဒိတာရမင်းကြီးစီတန်တမန်အနေနဲ့ဘုရားပြေမှုခေါင်းဆောင်မဟာကြီးနဲ့ပရောဟိတ်ပုံနာတို့ဥဆောင်တဲ့အဖွဲ့ရောက်သွားပေါ်ရောက်တဲ့အခါကျတော့ဗေဒိတာရမင်းကြီးတန်ဝင်ပြီးတော့ခါးစား ရှင်မင်းကြီးဝိသာလိပြည်မှာဒီလိုဘေးအန္တရာယ်တွေကျုံနေပါလေသူတို့မြတ်စွာဘုရားကိုပြည့်ညင်ပါလေမြတ်စွာဘုရားကိုဝိသာလိပြည်ကြွားဖို့အကူကြီးပေးပါလို့ဆိုဒီမိတ္တရာမင်းကဗာပြောတော့ဆိုဟောမြတ်စွာဘုရားကိုသင်တို့ကိုယ်တိုင်ကြိုက်ရခင်ပါတဲ့ပြောလို့ရှိရင်မြတ်စွာဘုရားကြွားပါလိမ့်မယ်ဆိုသူတို့ကိုယ်တိုင်သွားပြီးတော့ဘုရားကိုပြည့်ပြည့်တဲ့အခါကျတော့မြတ်စွာဘုရားလက်ခံလိုက်တဲ့သူပါလို့ လက်စော်ဘုရားနဲ့လည်းပဲယံ900အတူတကွလိုက်ပါပြီးတော့သွားတယ်။အဲ့ဒီစီစဉ်ကိုပဲမိသားရမင်းကြီးကအလင်းလင်းမြန်မြန်ဆောင်ရွက်ပြီးတော့ပေးတယ်။မာလီတို့ခွဲရလည်းပဲဝေသာလီကိုပြန်သွားပြီးတော့ကင်းကမြေဟိုဘက်ကမ်းရောက်တဲ့အခါသူတို့နိုင်ငံကလည်းအစီအစဉ်တွေလုပ်ကြတယ်ပေါ့။အဲ့ဒီလိုအစီအစဉ်ဆောင်ရွက်ပြီးတဲ့အခါမှာလက်စော်ဘုရားကိုဝေသာလီကြီးကိုကင်းလိုက်။ကင်းကမြေကြီးကိုဖြတ်ကူးပြီးတော့ဟိုဘက်ကမ်းနဲ့ရောက်ရော့ ဘိက္ခူတွေကအကြီးကျယ်ကျိုးဆိုကြတယ်အဲ့လိုနဲ့မျက်စောင်ရမှုရှိတဲ့သံဃာတွေဟာဘိက္ခူမင်းတွေအစီအစဉ်နဲ့ဂင်းကမြက်ကဆင်းပြီးတော့ကမ်းပေါ်လဲတက်လိုက်ရောအဲ့ဒီချိန်မှာဘိုးကြီးကျယ်ရွာချတယ်လို့ဘိုးကြီးကျယ်ရွာချလိုက်တဲ့အခါကျဝေဒနီပြည်မှာခုနကလူတွေကအမတန်များကြီးသိကြတဲ့အတွက်ကြောင့်လူတွေလောင်းတွေကိုမမြုပ်နိုင်လောက်အောင် သူတွေကများတယ်သင်္ချိုင်းတွေမှာဒီတိုင်းပြစ်ထားတဲ့အနေအထားမျိုးတွေရှိအဲ့ဒါတွေအားလုံးဟာဘိုးကြီးရွာချလိုက်တဲ့အခါကျတော့ဝေသာလီတစ်မျိုးလုံးသုံးတန်လေးရောပါရောအကုန်လုံးတန့်ရှင်းပြီးတော့သွားတယ်လို့ပြောဆိုတယ်အဲ့တော့မြတ်စွာဘုရားရောက်သွားတဲ့နေ့မှာဆိုဘုရားချွတ်လာတဲ့လို့ဆိုလိုက်တာနဲ့တကြိမ်နဲ့မြတ်စွာဘုရားကိုကြည်ညိုတဲ့ဘုံတကူကြီးတဲ့လက်တွေကလည်းပဲပါလာတတ် တရားကြွလာတာနဲ့တပြိုင်တည်းဘုံတကုတ်ကြီးတဲ့လက်တွေပါလာတာနဲ့ခုနတော့အန်ဒီရေပေးတဲ့လက်ဆိုးတွေတရေတွေဘလူးတွေအဲ့ဒါတွေကဘလို့လျောက်ချင်းချင်းဘုံတကုတ်ကြီးတဲ့လက်တွေလာတာနဲ့သူတို့ကရှောင်းတိမ့်ပြီးတော့ထွက်ပြေးသွားကြရတယ်။ဝေသာလီမျိုးကလည်းပဲအမတန်မှကြီးမားတယ်။ဒီတိုင်းသုံးတက်မြို့ကြီးကသုံးပါချဲ့ထားတာ ဘုရားတင်္ဃာသမျိုးကသိတဲ့ကြည်ဘူးတိုင်းတစ်ချက်တည်းလူကြီးကကြားလာတဲ့အခါနောက်ကဆက်ပြီးတော့ချဲ့ရတယ်ချဲ့တဲ့အခါမှာတခါတိုင်းတစ်ချက်ပတ်တယ်တခါအဲ့ဒါနဲ့မလုံလောက်လို့လူကြီးတွေတိုးလာတဲ့အခါနောက်ထပ်တခါထပ်ပြီးတော့ယုတ်တိတွေပေါ်ပြန်တဲ့အခါမျိုးကြီးကကြီးတယ်ကြီးလာတော့ဝေသာလီမျိုးဟာတိုင်းသုံးတဲ့ကာယံထားတယ်လို့တရားမလို့ပြောတာ တတိုင်းတုံးနဲ့ဆိုတာတစ်ခုနဲ့တစ်ခုနီးပြီးတော့မဟုတ်ဘူးဒီအဲ့ဒီလိုပြမတန်ချီးမတဲ့မျိုးကြီးနောက်ဆုံးတတိယတကားမှာစွန်သုံးတကားကနေရက်စော်ဘုရားရောက်တဲ့အခါစွန်သုံးတကားရောက်တဲ့အခါရက်စော်ဘုရားကရှင်အာနန္ဒာကိုရတနာတုတ်ကိုပို့ချပေးတယ်ပို့ချပေးပြီးရှင်အနန္ဒာကမြတ်စွာဘုရားပို့ချတာမှတ်သားပြီးတော့ အနန္တအဲ့ဒီယရဏတုတ်ကိုရွတ်ဖတ်ပြီးတော့တတိုင်းသုံးချက်ကာယံနဲ့သာမလက်ပတ်ပြီးတော့တစ်ထပ်ပြီးတစ်ထပ်ရုပ်ကိုလက်ပတ်ပြီးတော့ယရဏတုတ်ကိုရွတ်ဖတ်ပါလို့ရသမြခိုင်းလိုက်အန္တရာယ်ကင်းတဲ့စီမံချက်တစ်ခုပေါ့နော်အန္တရာယ်ကင်းအောင်လို့ဒါကြောင့်မလို့ဂတိကင်းမှလည်းပဲအန္တရာယ်တွေပါနေကြရောက်လာလို့ရှိရင်တော့ဘုံမကြရောက်ရအောင်ဆိုပြီးတော့ ပြပြီးတော့ပြိတရားတွေလာကြတယ်ရွတ်ဖတ်ကြတယ်ဆိုတဲ့အစင်လာတစ်ခုပါရှိခဲ့တယ်။အဲဒီလိုရှင်အနန္ဒာကဒတိုင်းသုံးတ်မှာဆက်ပန်းပြီးတော့ပြိတရားတွေရွတ်တယ်။ရသော်ဗျာရဲ့ကြောင်းညိုသပိတ်ကြီးနဲ့ရေတွေကိုထည့်သွားပြီးအဲ့ဒီပရိယေတွေပဲဖြန်းလိုက်တယ်။ပဲဖြန်းလိုက်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေကြောင်းညိုကြောင်းရကတ်နေတယ်မကောင်းဆိုးဝါးတွေပုံပြိုးနေတယ်မကောင်းဆိုးဝါးတွေ ဆက်ပြီးတော့မနေနိုင်တော့ဘူးအကုန်ဆက်ပြီးတော့ပြေးကြရတယ်အကုန်ဆက်ပြေးသည့်အတွက်ကြောင့်အကောင်းဆုံးဝအန္တရာယ်ကိုအရင်ရှင်းလိုက်တယ်ပျောက်သွားပြီအကောင်းဆုံးဝတွေမရှိတဲ့အခါလူတွေမှာကျမ်းမာရေးတွေပိုကောင်းလာတယ်အဲ့တော့အမရုတန္တရာကလည်းပဲပျောက်သွားတယ်ရောဂန္တရာကလည်းပျောက်သွားတယ်ဘိုးရီရွာချလို့အစာအာဟာရတွေလည်းပဲလူတွေဟာရရှိလာတယ်ဆိုတော့ကကြီးလုံးမကလွတ်မြောက်သွားတယ်လို့ ဒီလိုအတန်းတဲ့ဌာန